အားလုံးပဲမင်္ဂလာပါရှင်ဒီဇင်ဘာလ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ဘက်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းက24နှစ်အတွင်းတိုက်ဖုံးမုန်တိုင်းအဆင့်ထိအောက်ပိုကောင်းလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်အဲ့ဒီလေဖျားနဲ့ရေဝန်းကအပိုကောင်းလာပြီးဒီဇင်ဘာလ9ရက်နေ့မှာတော့တောင်တရုတ်ပင်လယ်အတွင်းကိုဝင်ရောက်လာနိုင်တယ်လို့သိရပါတယ် တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်လာမဲ့ထူးခြားမိုးလေဝသအခြေအနေတွေကြောင့်လည်းအရှေ့မြောက်မုတ်တုံလေအားကောင်းနေရာတို့ကြောင့်တရနာရီတိုင်းတောင်ပိုင်းပုံပြင်းနဲ့ကော့တောင်မျိုးနယ်တွေကလွယ်ပြီးကြံတပြည်လုံးမှာမိုးရွာနိုင်မဲ့အခြေအနေမရှိဘူးလို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မနက်ဖြန်ဒီဇင်ဘာလ6ရက်နေ့နေ့လယ်ထိကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရနာရီတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာနိုင်ခြေ80ရာခိုင်နှုန်းရှိပါတယ်။ ကချင်ပြည်နယ်ကရနီကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းစကိုင်းတိုင်းထပ်ပိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာတရင်သိမ့်အနေဖြစ်ထွန်းနေပြီးကျန်းတိုင်းနယ်ပြည်နယ်တို့မှာအများအပြင်တာယာပါမယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရင်နယ်တိုင်းတို့မှာနေရာကွက်ကြားမိုးအနှဲငယ်ထစ်ချုံရွာနိုင်ပါတယ်ရှင်။